chapter 4ဒီစီးဇန်ရင် plus and animals ရဲ့ tradition အပိုင်းရောက်လာเนาะ tradition ရဲ့ဒီ animal disease ဒီ tradition နေ tradition နေမှာဖြစ်တဲ့အဲတက်တော့အဲ tradition နေမှာဖြစ်တဲ့ယောဂါအကြောင်းဒီပေါ့ဒီမှာ animal မှာဗာလေလူကအစာပါဆိုတော့လူတွေမှာဖြစ်တဲ့ယောဂါကနေတက်တော့ခြားသောတက်တော့ရီအကုန်တခြား tradition နေအကုန်လုံးမှာဖြစ်တဲ့ယောဂါရီအကုန်လုံးအပင်နဲ့တက်တော့ဆိုတက်တော့ရီအားလုံးမှာဖြစ်တဲ့အဲယောဂါအားလုံးပါလာမှာပေါ့နော်ဒီကြောင်မှာပြောပါမယ် animal disease တက်တော့ရီရဲ့ယောဂါများ အတစီ is အဒီပေါ်အတ္တိဆန်ရဲ့ယောဂမျိုးနော်အတစီယောဂဆိုတာတဲ့ is a illness သူကဒီပိုင်းမှာပြန်ပြီးတော့နောက်တစ်ခေါက်ပြန်ပြီးရှင်းပြရမှာနော် is a illness illness ဆိုတာကဖြားနာမှုပဲဖြစ်တယ်အပင်တွေမှာသူကဖြားနာမှုလို့မဆိုဘူးလူတွေမှာကြာရင်တိတ်ဆန်တွေမှာကြာဖြားနာမှုလို့ဆိုတယ်နော်အဲ့တော့သူက illness illness ကိုစတော့နော် or disorder disorder ဆိုတာပုံမှန်မဟုတ်တာအပင်တွေမှာကြာ dysfunction တတ္တဝါတွေမှာကြာသူရဲ့ ခန္ဓာကိုယ်မှာ disorder ပုံမှန်မဟုတ်တဲ့အဲကိစ္စတွေဖြစ်တယ်ဗောနော် of the body ပုံမှန်မဟုတ်တဲ့အဆင်တွေဖြစ်တယ် of the body ခန္ဓာကိုယ်တော့မဟုတ်မိုင်းစိတ်မှာတဲ့စိတ်ခန္ဓာကိုယ်တော့မဟုတ်စိတ်အဲ့ရောက်ပါလေလူတွေလူအဲတတဝါနေမှာကျတော့ပါလေစိတ်ရှိတယ်အပင်မှာကျတော့ပါလေ body and mind လို့သူတို့မဆိုးပါလေ have ပါလေသူတို့မှာဆိုရင် function dysfunction လို့ပြောတယ်နောက်ပါလေတော့ abnormal growth လို့သူတို့ကဆိုတယ်ဒီမှာကျတော့မဟုတ်ဘူးဖြားနာမှု illness နဲ့တော့ပုံမှန်မဟုတ်တာ ဘယ်မှာပုံမှန်ဖို့တာဆိုခန္ဓာကိုယ်နဲ့ဗာလဲစိတ်မှာပုံမှန်မဟုတ်ဘူးတဲ့ deadly အဲ့ဒါဥတီစေပါခိုးဝါဟက်အဲကျမ်းမာရေးမကောင်းတဲ့ကျမ်းမာရေးပေါ့နော်ဆိုဝါကျမ်းမာရေးဥတီစေပြီးတော့ instances ယောဂတစ်ခုချင်းစီတာ is associated ဆက်ဆက်နေပါကိုယ့်ရဲ့ဆက်ဆိုတာဆက်ဆိုတာတစုံတစ်တွဲအတွဲအတွဲလိုက်ပေါ့နော်အမဒီပစ္စည်းကိုဆက်လိုက်ဆက်လိုက်ရောင်းနေဆိုရင်သူကပစ္စည်းအဒီတစ်ခုတစ်ခုအဲ့လိုမျိုးစုထားပြီးတော့အမဆိုရင်အခုပြောကြပတ်ကိပုံစံမျိုးပေါ့ ဆက်တစ်ခုတွဲပြီးတွဲသုံးလို့ရဟာမျိုးเนาะအဲ့လိုမျိုးရောင်းနေမဆေးဘလည်းရှင်တွေခရာအိုနဲ့ဖန်ခွက်တွေနဲ့အဲ့လိုတွဲပြီးရောင်းသလိုအဲ့လိုမျိုးပဲတဲ့ဒီယောဂတစ်ခုချင်းစရာအဆုတ်စိတ်တဲ့ဆက်ဆက်နေပါခွတ်တဲ့ဆက်ဆိုတာအတွဲတွေနဲ့ဘလို့ဟိုပုံစံနဲ့ဆက်ဆက်ဆိုင်သူရဲ့ဒီလက်အသင်္ကေတရင်း symptom ဆိုရလက္ခဏာရင်းနဲ့သူကဆက်ဆက်နေပါလေအဓိကပြောရမယ်ဆိုလို့ရှိရင်ယောဂတစ်ခုဖြစ်ပြီဆိုအဲယောဂမှာတွဲပြီးရော ဒီ signs တွေ symptoms တွေတွေ့ပြီးပါရင်လို့ပြောချင်တာပါ all anime တိရစ္ဆာန်တွေအားလုံးပါတဲ့ including အဲ့တိရစ္ဆာန်တွေအားလုံးပါ including ဘယ်သူရဲ့ပါဝင်ဆို human သတ္တဝါတွေလည်းပါအဲလူသားတွေလည်းပါဝင်ရဲ့လူသားရဲ့ suffer ခံစားပဲ from one kind of disease အာယောဂတမျိုးမျိုးတော့ခံစား or another အခြားတစ်ခုခံစားဂျူးရင်ဈေးအဲကာလအတွင်းမှာတဲ့ their life span တို့ရဲ့ဘဝတခြားမှာတော့ယောဂတစ်မျိုးထားမှမဟုတ် တခြားတစ်မျိုးကိုခံစားရလိမ့်ရှိပါတယ်တဲ့အဲ့ဒါဘာကိုပြောတာလဲဆိုလို့ရှိရင်လူအပါဝင်တ attva တွေအားလုံးမှာဘဝမှာတော့သူရဲ့ဘဝအသက်ရှင်နေထိုင်နေတဲ့အချိန်မှာတော့ယောဂတစ်မျိုးမဟုတ်တစ်မျိုးတော့ခံစားရပါတယ် animal disease တိရိစ္ဆာန်တွေယောဂဆိုရင် can be divided ခွဲခြားနိုင်ပါတယ် inner infection သူ့မှာလည်း infectious disease ဆိုရဲမကူးစက်နိုင်တဲ့ယောဂနောက်ထပ်ပါလေ infectious disease ကူးစက်တဲ့ယောဂဆိုခွဲခြားနိုင်ပါတယ် ခါအဆအဆုံးပေါ့နော်အကျဉ်းများပြပြောမယ်ဆိုရင် non infectious disease လို့ပြောမယ်ဆိုရင်ဒါကဘာလဲဆိုရင်အာအသက်ကြီးတာမျိုးအပင်ပါဆိုလဲအဲဒီအပင်ပါအနေဖြစ်တယ်ပေါ့နော်ဒါအပင်ပါဆိုလူတွေဆိုလဲအပင်ပါအနေတက်ရောက်မှုဖြစ်တာပေါ့ infectious ကြတော့ဘာလဲကူးစက်ရောဂါအနေဖြစ်တဲ့တခြားသောအာ flu ဆိုတဲ့ဒီ virus flu ဆိုတဲ့ဒီနှစ်ဖျားဖျားနာရောဂါတွေနော်အာ virus တွေ bacteria တွေပေါ့နော်ဒီမှာဆိုလို့ရှိရင်နှလုံးရောဂါအသက်ကြီးတာဖြစ်လာရင်နှလုံးရောဂါတက် ပုံမွေးရပါဖြစ်နော်နော်နောက်အုံနောက်နဲ့ပတ်သက်ရောပြီးဘဝအခြေအနေကြောင့်ဖြစ်တဲ့အဲဘဝအခြေအနေဆိုတာဒီဖြတ်သန်းတဲ့ဘဝအကြောင်းဖြစ်တဲ့ပြောရရပါလေ nail infection disease ပုံကုဆန်တာဆိုဆိုရင်ဘာအစာအာဟာရရော့နေတယ်ဆိုရင်ဒါဒီအစာအာဟာရရော့နေလို့ဖြစ်အာဒီချို့တဲ့လို့ခန္ဓာကိုယ်ပင်ချို့မြို့ယောဂဖြစ်တယ်ဆိုရင်အဲ့ဒါပါပါလေကျန်တဲ့တခြားလူတွေကိုကုဆန်နိုင်လားမကုဆန်နိုင်ဘူးဒီဆင်းရဲချို့တဲ့အစာအာဟာရချို့နေရတယ်ပါလေဖြစ်တယ် ဒါနဲ့ infectious disease ဒါပထမ BD ဆိုလို့မျိုးစီချိုမျိုးလိုက်တဲ့ယောဂါရရလဲဗါလဲမကူအမျိုးလိုက်တဲ့ယောဂါရကူးစက်တယ်မှာပါပါဘောနော် infectious disease ကြောင့်တချို့ယောဂါရပါလဲမကူးစက်နိုင်တဲ့ယောဂါမှာပါပါဘောနောက်တစ်ခုကကြောက်ပါလဲ infectious disease infectious disease မှာဆိုဒီလူတွေအမှားအိုင်းမှာလဲစူးစက်တဲ့ယောဂါရှိရင်တော့ဖွေးမှာဆိုလဲကဖွေးပြန်ယောဂါမျိုးကူးစက်တဲ့တဲ့ယောဂါရှိရင်တော့မဆိုရင် virus တွေ bacteria တွေခြားသောဒီဒီပေါ့ပိုးမွားရောဖြစ်တဲ့ယောဂါရပါလဲဆိုရင်ကူးစက်နိုင်တဲ့ယောဂါပါပဲဘောနော် ရဲဖက်ရှက်ဒစ်စီးမကူးစက်နိုင်တဲ့ယောဂဒီမှာကသူကပြတ်တော့ရမှာမကူးစက်နိုင်တဲ့ယောဂအကြောင်းသူကဒီအပိုင်းဒီလောက်လောက်ပဲသူကပြောထားတယ်။နောက်ပိုင်းအာဒီလောက်လောက်ပဲဆိုတာကဟာဒီမှာဆက်ပြောသူကရှင်းပြတယ်ပေါ့နော်။ရဲဖက်ရှက်ဒစ်စီးရဲ့အကြောင်းကိုဒီမှာအတူချုပ်လေးသူကဒီမှာရှင်းပြထားတယ်။အဲဒေဗာဂျက်ဒစီမကူးစက်နိုင်တဲ့ယောဂများဒေဗာဂျက်ဒစီမကူးစက်နိုင်တဲ့ယောဂ ấy ဆိုတာအာဒိုးချိုရယ်ပဲဖြစ်ပါအာနော့ကော့စ်ပိုင်းပတ်တို့ချက်ပတ်တို့ချက်ဆိုတာရှေ့မှာလည်းပြောခဲ့ပြပါတယ်ယောဂပိုးရကြောင့် အာနော့ကော့စ်မဖြစ်တဲ့အရာမျိုးဖြစ်ပါတယ်သူယောဂါရပါတယ်ယောဂါဖို့ကြောင့်ဖြစ်တာမဟုတ်ပါဘူးတဲ့ so ထို့ကြောင့်တဲ့ they can not stress သူတို့ကဘာ they can not stress သူတို့ကမပြတ်နဲ့နိုင်ပါဘူးတဲ့သူယောဂါဖို့ကြောင့်မဖြစ်တဲ့ကြောင့်ယောဂါသူကပြတ် can not stress မပြတ်နိုင်အောင် from တယောက်ကနေ from 1% to another တစုံတယောက်ကနေအခြားတယောက်စီကိုကူးစက်တာမျိုးဖြစ်နေတယ်ဒါဆိုရင်ပါလေယောဂါဖို့ကြောင့်ဖြစ်တဲ့ဟာဆိုရင်ပါလေကူးစက်နိုင်တယ် in fact ယောဂပိုးအကြောင်းသူကဗာလဲ nerve fiber disease မကူးစက်နိုင်တဲ့ယောဂရပါလဲယောဂပိုးအကြောင်းမဖြစ်ဘူးအဲ့ကြောင့်ဗာလဲသူတို့ကလူတူကနေတူဦးစီရောဗာလဲကူးမကူးစက်နိုင်ဘူးတဲ့အဓိကတော့ spread မပြန့်နေနိုင်ဘူးနော်အဲ stress ဆိုတာပြန့်နေတော့ပေါ့ effect ဆိုတာကပြရမယ်ဆိုရင်တဲ့ they are cause အာသူတို့ရာဖြစ်ပါတယ်ဗာဆို factor ဒီအကြောင်းချက်တွေကြောင့်ဖြစ်တယ် take ချက်ကဗာလဲဆို aging အာအသက်ရဲ့ကြီးရင်လာခြင်းချက်တို့က genetic မျိုးရိုးဗီဇာအကြောင်း တောက်ကမန်နျူထရီရှင်းဟုတ်ပြီရောဒီမှာဆိုရင်မျိုးပီဇာကြောင့်ဖြစ်တာကိုလည်းဘာလို့ခေါ်တာလဲဆိုရင်မျိုးပီဇာကြောင့်ဖြစ်တဲ့ယောဂအဲ့မှာဆိုရင်အာမျိုးရိုးလိုက်ပြီးတော့ဖြစ်တဲ့ယောဂတွေစိတ်ရသွေးချိုနှလုံးယောဂအဲ့လိုမျိုးယောဂမျိုးဆိုသူကဘာလို့သတ်မှတ်ထားလဲဆိုရင် net infection disease မကူးစက်တဲ့ယောဂတွေသတ်မှတ်ထားပြီးမန်နျူထရီရှင်းအရှင်းမှာပြောခဲ့တာအာဟာရချို့တဲ့ခြင်း lifestyle ဘဝနေထိုင်မှုပုံစံဘာလဲအထိုင်များရဲ့ဘဝအနေထိုင်မှုပုံစံကြောင့်လားအာနောက်တစ်ခုပူပြင်းတဲ့နေရာမှာနေထိုင်မှုပုံစံကြောက်လာအဲ့လိုမျိုးနောက်တစ်ခုကဗါလေပတ်ဝန်းကျင် environment ။အရှင်းမှာလည်းအပင်တွေအကြောင်းမှာလည်းပြောခဲ့ပြီးသားတိုင်းပေါ့နော်။အပင်တွေအကြောင်းမှာလည်းပြောခဲ့တဲ့အတိုင်းဘာလဲဆိုရင်ဒီ nine fashion disease တွေတော်တော်များများပန်ဝင်ခြင်းကြောင့်ဖြစ်တာများတယ်။နောက်တစ်ခုကလည်းအဲ့ပန်ဝင်ခြင်းကြောင့်ဖြစ်တယ်မှာဆိုရင်အာဟာရချို့တဲ့မှုတွေအားပါတယ်ပေါ့နော်။ပြီးတော့နောက်ကလည်း lifestyle အဲ့ဒါပန်ဝင်ခြင်းလည်းပါကမ္မဒါဆိုရင်ဒီ nine fashion disease ကြောင့်ဖြစ်စေတဲ့ factor အကြောင်းချက်ဆိုတော့အလုံးစုံဘယ်နှချက်ရှိမှာဆိုရင်၅ချက်ရှိရလို့ဆိုလို့ရပါတယ်။ပထမချက်ကအသက်ကြီးရလာခြင်းနောက်ကမျိုးပိစားကြောင့် malnutrition ပြောပါလေအဟာရဂျော်နယ်ချင်းချုပ်တဲ့ချင်း life style ဘဝနေထိုင်ပုံစံနဲ့နောက်တစ်ခု environment ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်ပါတယ်။ဒါဆို aging အသက်ကြီးရင်လာတဲ့အတွက်ကြောင့်ဒီမှာဖြစ်တဲ့ယောဂါပါလေဆိုရင်အသက်ကြီးရင်လာတဲ့အတွက်ကြောင့်နှလုံးယောဂါဖြစ်လာတယ်။အသက်ကြီးလာကိုယ်ယောဂါဖြစ်တာကိုသတိထားရမယ်။အဲကြောင့်ပါနှလုံးကျန်းမာရေးပြုစားရမယ်။ gluten genetic genetic ကြောင့်လည်းသူကပါလေကင်ဆာဖြစ်တတ်တယ်။ကင်ဆာကလည်းကင်ဆာဖြစ်တယ်မလို့ဒါပေမဲ့ဒါတော့ရှားပါပဲ chronic disease အာ genetic ဒီမှာ genetic တော့ဖြစ်နော် ဗန်နဲ့ပုံရယ် genetic ကြောင့်လည်းပါတယ် chronic disease ဆိုဒီ chronic ဆိုတာကဒါရှားပါတဲ့ယောဂလို့ပြောရမှာနော် chronic ဆိုတာရှားပါတဲ့ယောဂဒီရှားပါတဲ့ချို့ရှားပါတဲ့ယောဂရဲ့မျိုးမျိုးပြီးစားကြောင့်စဉ်းစားလာရလည်းဖြစ်တယ်ဘောနော်အဲ့တော့ခုကပါ last time ဘဝနေထိုင်မှုပုံစံဘဝနေထိုင်မှုပုံစံရောက်တဲ့ chronic respiratory disease ဆိုတာဘာလို့ပြောရလဲဆိုလို့ရှင်သူကဘာလဲဆိုရင်ဒီ အာလူတွေမှာဒီအဆုံနဲ့ပတ်သက်တဲ့ယောဂအဆုံရောင်ယောဂဖြစ်တယ်အဲ့ဒါဘာလို့ပြောရလဲဆိုရင်ဟိုဒီပေါ့အမှုန်နေနောက်တစ်ခုအာဒီအသက်ရှူလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့အန်ရဖြစ်စေအမှုန်မွားတွေအဲ့လိုနေရာမျိုးတွေမှာနေထိုင်နေနောက်တစ်ခုပါလဲသူတို့ဒီပတ်ဝန်းကျင်မှာဒီအာအသက်ရှူတဲ့ကာဒီယိုလေးခြေခံလေးကောင်းကောင်းမလုပ်တဲ့သူကနှလုံးအဆုံအားနေတယ်အဲ့ကြောင့်ပါလဲအဆုံနဲ့ပတ်သက်တဲ့ယောဂအဆုံရောင်ယောဂကြီးဖြစ်နိုင်တယ်နော် ဟောအေးလို့နဲ့ညမှာနေလို့ဆိုတော့အစုံကပြင်ကြတော့ပါ life style နဲ့မှာတော့ထည့်ပြောပြောထားတယ်လို့ကပါ environment ပတ်ဝန်းကျင်အခြေအနေအခု let ရှိအာ log လောက်ကပါလေးမှာဆိုပါတယ်စေုံလုံးုံနေအရန်များလာတယ်ဓာတ်ပေရာပစ္စည်းအရန်များလာတဲ့အတွက်ကြောင့်စားတော့တဲ့ညမှာဓာတ်ပေရာပစ္စည်းပါတယ်နော်ပြေရဲမှာရှိရအမွှေးမှာဓာတ်ပေရာပစ္စည်းပါတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုရင်အဲ enzyme လို့မျိုးပေါ့မှန့်ညံ့ချွေရင်းနဲ့ယောဂာရလည်းလိုမျိုးပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်နိုင်တယ်ဆိုတော့အနည်းဆက်ဆုံးဒါလေးကိုသူကရှင်းပြပေးထားပါမလို့ဒီမှာဆိုလို့ရှိရင်သူကအဲ့မှာသူကဆက်ဆက်ထားပြပါ အာတအတခြားအဲ့လိုမျိုးပေါ့အကြောင်းချက်တွေကတော့အမျိုးစုံပေါ့နော်ဒါတခြားကြရင်ဒီကာဂျီယိုကန်ဆာကြရလေအေဂျင်းကြောင့်ဟာကြရင်ဖြစ်ခြင်းဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ तू ကဒီမှာမှတ်ရတယ်အောင်ဆိုတော့ဒီလိုမျိုးလေးအာလောက်ထားပြပါဘောနော်ဟာဒီမှာဆိုရင်အဲအိဇာဘဲဆိုတာဥပမာပေါ့နော်ခဏဟာပဲပြန်ရှင်းတာဟုတ်အိဇာဘဲဥပမာနည်းရဖက်ချက်တစီမခူးဆန်းနိုင်တဲ့ယောဂါရဲ့ဥပမာ include ပါဝင်မှာ cardiovascular disease အဲနှလုံးယောဂါ၊ဒါနဲ့ပဲနှလုံးယောဂါနောက်ပါလဲ cancer နောက်တစ်ခုကပါလဲ chronic respiratory disease နောက်က diabetes နဲ့နောက် alzheimer ဒီလိုမျိုးပေါ့နော်ကိုပေါ့ကိုအမှတ်ချင်လို့ရှိရင်လည်းဒီလိုမျိုးလေးတွေအဲတွဲပြီးတော့ရေးကျင့်တာလည်းမဆိုးပါဘူးနော်အောက်ကမှဆိုကိုကဒါဒီဘိုင်းလောက်ကိုရေးလိုက်တယ်ရေးလိုက်ပြီးတော့ဒီဘိုင်းကြတော့မှန်ရလို့အောင်ဆိုပြီးအဲ့လိုမြားလေးနဲ့ကိုပေါ့ကိုရေးကျင့်တာလည်းမဆိုးပြီးမှစာသားကိုခြားတော့ခြားရင်မှအေးစက်မဲဆိုပြီးတနာမှာကိုပေါ့ကိုပြန်ရေးကျင့်ပါနော်အဲ့ဒါကိုကရေးကျင့်တဲ့အခါမှာဒီလိုနီးလန်းလေးသုံးတာလည်းပိုရောတော်ရုပ်အဆင်ပြေပါ ိုပြင်းသားချင်တာရှိရင်ကြက်ရမှတ်ရတယ်ကြောင်နော်။ဒါဆိုရင် cardiovascular disease နှလုံးနဲ့ပတ်သက်တဲ့ယောဂါတွေ။ဒါကန်ဆာကြတော့ပါ cardiovascular ဆိုတာနှလုံးနဲ့ပတ်သက်တာပေါ့နော်။ကန်ဆာကြောင့်ကန်ဆာယောဂါ၊နောက်ကပါဆို chronic respiratory ဆိုရဲအဆုတ်ရောင်ယောအဆုတ်ရောင်ယောဂါအအသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ပြင်းထန်ပြင်းထန်အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ယောဂါတွေ။နောက်ကပါလဲဆို diabetes ဆိုရဲဆီးချိုသွေးချိုယောဂါ။ဒီမှာတော့ diabetes ကိုသူမပြောထားလိုက်ဘူးနော်။ဒါဆိုဒါကမပြောလိုက်ဘူး။ diabetes ဆိုတာ မှာ chronic disease နဲ့ကြောက်ကိုဘာဖြစ်ရမလဲဒါမှမစားတောက်ကြောက်ဖြစ်တာဆိုရင်ဒီမှာ junior မှာပေါ့နော် diabetes ကပိုပြီးဖြစ်တယ်ဒီအစားအသောက်တွေမထိန်သိမ်းတဲ့အတွက်ကြောင့်လည်းဒါပါလဲဆိုရင် diabetes ဖြစ်တယ်နောက်တစ်ခုကပါလဲ diabetes ကဘာကြောင့်ဖြစ်တယ်လဲဆိုရင်ဒီမှာဆိုရင်ဒီမှာတစ်ခုပေါ့ genetic genetic ဒီမျိုးရိုးပြီးစားကြောက်လည်း diabetes ကဖြစ်သေးတယ်ပေါ့နော်အဲ့လိုမျိုးကိုယ့်ဘာကိုပြင်ပြီးတော့တခြားတွဲပြီးမှလည်းအဆင်ပြေဘူးနော်အဓိကပါလဲမျိုးရိုးပြီးစားကြောက်လည်း diabetes ဖြစ်တယ်အစားအသောက်တွေထိုင်ကြောက်လည်း diabetes ကဖြစ်တယ်နောက်တစ်ခုကပါလဲ enzyme enzyme ကလည်း အဲသူကတစ်ခါကျရင်တော့မျိုးရိုးဗီဇာကြောင့်ဖြစ်တယ်လို့ပြောကြရဆိုမဲ့အဲပတ်ဝန်းကျင်နဲ့စားသောက်အနေထိုင်ကြောင့်လည်းဖြစ်တယ်နောက်တစ်ခုအဲတိုင်းမှာနောက်တစ်ခုဘာကြောင့်ဖြစ်တယ်ပေးချင်းကြဖြစ်တယ်ဆိုတော့ဒီအပေါ်က၅ခုအာ sorry အပေါ်က၅ခုနဲ့အောက်က၅ခုကအာဓာတ်နေထားဖြစ်ရမယ်လို့မရှိပေမဲ့အာအပေါ်က၅ခုအကြောင်းချက်ကြောင့်အောက်ကဒီဘော၁၄၃၄၅ဒီ၅ခုက၅ခုတွေကတစ်ခုခုအာဖြစ်လို့ရတယ်ဒီအကြောင်းချက်တွေကနေ ီအဒီကအောက်ကအကြောင်းဒီအကုန်လုံးကသူ့ရဲ့ဒီယောဂရဖြစ်တဲ့အကြောင်းရင်းဖြစ်နိုင်တယ်ဟိုဆိုအဲဆိုင်မားလည်းမန်နျူထရီရှင်းကြောင့်ဖြစ်နိုင်တယ်ဒါဆိုင်ရင်းကြောင့်လည်းအဲဆိုင်မားဖြစ်နိုင်တယ်ဒါဘီကြောင့်လည်းမန်နျူထရီရှင်းကြောင့်လည်းဒါဘီတစ်ဖြစ်နိုင်တယ်အခုကပါလဲဒါဆိုင်ကြောင့်လည်းဒါဘီတစ်ဖြစ်နိုင်အဲကြောင့်ဒီအပေါ်ပိုင်းအချက်က၅ချက်အောင်ချက်ကချက်၅ချက်ဆိုရင်ဖြစ်တဲ့အကြောင်းရင်း၅ချက်အဥပမာယောဂါဘယ်နှချက်လဲဆိုရင်၅ချက်မှန်ပြောရင်ဒီထက်ယောဂါတွေကရှိသေးတယ်လို့ဆိုဥပမာတယ်အဲ့ကြာဟာဖြစ်လေဖြစ်တာတွေ့ရများပြီးတော့ အထေတာချင်းချရဲ့ယောဂ၅ခုကိုဒီမှာပြောပြထားဖြစ်ဆိုတော့နော်အခုဗီဒီယိုမှာကဒီ nine infection disease ပေါ့နော် nine infection disease ကိုအာရှင်းပြထားတယ်နောက်ဗီဒီယိုမှာကျတော့ nine infection disease တွေက cardiovascular disease အကြောင်းဆက်ပြီးရှင်းပြအောင်အရင်များအောင်မဆိုလို့အာဒီမှာပဲရလိုက်ပေါ့နော်ကျတော့ဒီအခုဆိုရင်အခန်းလေးရောက်လာပြီပေါ့နော်ဒီဆိုရင်အာဒီဗီဒီယိုကိုပြန်အခုဒီဗီဒီယိုကြည့်ကြည့်ပြီးရှင်တစ်ခေါက်ကြည့် ရေးပြီးတော့အဲတစ်ဖောက်ကျက်ပြီးတစ်ဖောက်ရေးပေါ့နော်ပြီးတော့ဂျာခါတွေကိုလည်းပြန်ပြီးတော့ဟောပေါ့နော် revision ကြားနိုင်ကြောက်လုပ်ပါအာအလို validity of validity နဲ့ပတ်သက်ပြီးခုရှင်းပြနှစ်ပုံနဲ့ပတ်သက်ဒီနားမလည်ရရှိလို့ရှိရင် format မှာရေးထားခဲ့ပြီးလို့ရတယ်။ဒါကြောင့်အပေပိုင်းကိုနားမလည်ဆိုရင်ရေးထားပေးလို့ရတယ်။အပေပိုင်းနဲ့ပတ်သက်ပြီးပြန်ပြီးရှင်းပြပြီးမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါ